ခေစားနေတဲ့ငွေရှာဂိန်းတွေကိုစော့ပြီးလို့ရှိရင်အဲ့ဒီကနေရတဲ့ဒေါ်လာတွေကိုထုတ်ဖို့အတွက်ဆိုလို့ရှိရင် PayPal အကောင့်ကမဖြစ်မနေလိုအပ်ပါတယ်။မြန်မာနိုင်ငံမှာနေပြီးမြန်မာနိုင်ငံကဖုန်းနံပါတ်နဲ့ PayPal အကောင့်ဖွင့်နိုင်ပါပြီ။အရင်ဦးဆုံး VPN ချိန်ပါဖုန်းမှာ VPN ချိန်ပြီးပြီဆိုရင်တော့ Play Store ကိုသွားပြီးတော့ PayPal application ကို download ဆွဲပါ။ PayPal application ကို download ဆွဲပေးပြီးဆိုရင်တော့ PayPal account ဖွင့်ဖို့က website နဲ့ခြားခံအရင် account သွားဖွင့်ဖို့လိုအပ်ပါတယ်။ခုပြထားသလိုမျိုးတစင်ချင်းစီသွားဖွင့်ပါမယ်။ account ခုမှဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ sign up ကိုနှိပ်ပြီးပါပြီးရင်တော့ first name last name ထည့်ပြရပါမယ်နာမည်အရင်ထည့်လို့ရပါတယ် ပြီးရင်တော့ email address ဖြေလိုက်ပါ password ရောကိုကြက်ရခန်းန်းနေထားလို့ရပါတယ်ပြီးရင်တော့သူကကိုယ့်ရဲ့ email ကိုကုတ်ပို့ပေးပါလိမ့်မယ်အိုက်ကုတ်ကိုရိုက်ထည့်ပေးပြီဆိုရင်တော့အကောင့်စာဖွင့်လို့ရပါပြီခုလိုမျိုးပေါ်လာပြီဆိုရင် let's go နေလိုက်ပါ။ तू က individual လား business လားလို့ရွေးခိုင်းနေမယ် business ကိုပဲရွေးပေးပါ။ business တိုင်းမှာမှာ partnership တို့တခြားအရာရှိရပေါ့နော်ကျွန်တော်ကတော့ non profit ကိုပဲရွေးလိုက်ပါတယ်ပြီးပြီဆိုရင် legal business name အဲ့မှာလဲကိုယ့်နာမည်ပဲကိုထည့်လို့ရပါတယ် currency ကို USD ပဲထားပေးပါကိုမ business website မရှိတဲ့အတွက် no ထားပါအဲ့မှာ ဖုန်းနံပါတ်ဖုန်းနံပါတ်ကကိုယ့်ရဲ့မြန်မာနိုင်ငံဖုန်းနံပါတ်ကိုပဲ ဖြည့်လို့ရပါတယ် ဖုန်းနံပါတ်ဖြည့်လိုက်ပါလိမ့်စာနေရာမှာတော့မြန်မာနိုင်ငံကလိမ့်စာထည့်လို့မရပါဘူးကျွန်တော်ကတော့ထိုင်းနိုင်ငံရဲ့လိမ့်စာကိုဖြည့်ဖို့အတွက် fake address ကို website တစ်ခုကနေတွားရှာပြီးတော့ fake address ဖြည့်မှာဖြစ်ပါတယ်ကဲခုလိုမျိုးလိမ့်စာကို copy ကူးလိုက်တယ်ပြီးတော့ဒီဘက်မှာလာပြီးတော့ paste ချလိုက်တယ်ပေါ့နော် ပြီးရင်သူကဒီလိုမျိုးအဲတောင်းပေါ့နော်မြို့နယ်တို့ဘာလို့ဆိုရင်လဲဟိုဘက်ကနေသွားပြန်ကြည့်ပြီးတော့ကျွန်တော်သွားထည့်ရဲအဲ postcode တို့ဘာလို့ဆိုရင်လဲသူကဒီဘက် fake address မှာပါပြီးသားပေါ့နော်အဲ့ဒီဟာကို copy paste လုပ်ပြီးတော့ထည့်လိုက်ပါတယ်ပြပြင်းเนาะကျွန်တော် next name လိုက်တယ် ဲ့ခါကျန်သူကထပ်ပြီးတော့ဖြေခိုင်းပါတယ်အဲ့ဒါတော့မွေးနေ့တို့ပါလို့ပေါ့နော် nationality တို့မွေးနေ့နဲ့ nationality ကတော့အစင်မှန်ထည့်လို့ရပါတယ်ဖုန်းနံပါတ်ထပ်တိုင်းဖုန်းနံပါတ်ထပ်ပြေးလိုက်လိမ့်စာကတော့ရှေ့အတိုင်းပဲပေါ့နော်ပြီးပြီဆိုလို့ရှင်သူကထပ်ပြီးတော့ဒီရွေးခိုင်းတဲ့ခါမှာကိုကမြန်မာကိုပဲထပ်ရွေးလိုက်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒီ website ကနေပြီးတော့ကျွန်တော်တို့ PayPal account ဖွင့်ပြီးသွားပါပြီ ကဲအားဆိုလို့ရှိရင် ခုနကတော့ Play Store မှာတွားဒေါင်းထားတဲ့ application မှာဒီခုနအခုဖွင့်ထားတဲ့ website ကနေဖွင့်ထားတဲ့ main နဲ့ login ဝင်ပါမယ်။ကဲ login ဝင်လိုက်တဲ့အခါမှာခုလိုမျိုးရောက်သွားမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ PayPal နဲ့ငွေလက်ခံလို့ရပြီ။ငွေစတင်ထုတ်လို့ရပြီပဲဖြစ်ပါတယ်။ဒီလိုဆိုလို့ရှိရင်ငွေရှာခင်းကြီးရရတဲ့ပတ်စံတွေပြန်ထုတ်ဖို့ခက်ခဲမနေတော့ဘူး။မြန်မာဖုန်းနဲ့ပဲ PayPal အကောင့်ကိုကိုယ်တိုင်လွယ်လွယ်ကူကူဖွင့်နိုင်သွားပါပြီ။ channel လေးကို subscribe လုပ်ပေးထားပါအောင်နော်